န့်ပြီးကိုရွှေ့ရင်းနဲ့မှန့်ပြီးကိုပြီပြီးတော့မှတိတ်ဆုံးသွားတယ်လို့ပြောရပြဒါတချို့ပြောပြချက်ဆိုလို့ရှိရင်ဦးရီပါထွက်သွားတယ်လို့ပြောရဒါတကယ်စိတ်မကောင်းဝမ်းနေစရာအားလုံးမင်္ဂလာပါမိုး channel ကိုကြိုဆိုလိုက်ပါတယ်မိုးတီနီတစ်ဆက်ပြီးကျင်တဲ့ဗီဒီယိုလေးကတော့အရောက်မှအရေးကြီးရပါတော့အမေနိုင်ငံမှာအလုပ်လုပ်နေတဲ့အသက်22နှစ်အရွယ်မိန်းကလေးတစ်ဦးကဒီတတိမဘောနော်မညံမတမနိုင်တဲ့ဟိုခိုင်းမိတဲ့အတွက်အခုဆိုလို့ရှိရင်ဗီဒီယိုပြီးပြီးတော့တစ်ဆုံသွားဆိုတဲ့တတိလေးကိုတစ်ဆက်ပြီးမှပဲဖြစ်ပါတယ်ကြည့်တဲ့မျိုးတွေလည်းဘဝတူတာတင်းငက်စာရအောင်လို့ပြန်လည်ညှောက်လိုက်တာပဲဖြစ်ပါတယ် ။ဒါဆိုတော့ဗီဒီယိုလေးကိုဆက်လိုက်ကြရအောင်နော်။မနေ့ကအိုမန်နိုင်ငံမှာတည်ဆုံသွားတဲ့ကျွန်တော်မြန်မာမားလီတယောက်ကိုကျွန်တော်တင်ထားပါတယ်။တကယ်ဝမ်းနဲ့ဖို့ကောင်းပါတယ်။6လပိုင်း3ရက်နေ့မှာဟော သူ့ရဲ့အလုတ်ရှင်နဲ့လို့ပြောတယ်အလုတ်ရှင်ပါမှာပါတော့ကျွန်တော်လည်းမသိဘူးသူ့ရဲ့အလုတ်ရှင်နဲ့အတူမှန်ပြီးရွှေ့ရင်းနဲ့မှန်ပြီးပြီးပြီးတော့မှတိတ်ဆုံးသွားတယ်လို့ပြောတယ်ဗျဒါတချို့ပြောပြချက်ဆိုလို့ရှင်ဥရီပါထွက်သွားတယ်လို့ပြောတယ်ဒါတကယ်စိတ်မကောင်းဝမ်းနေစရာဖြစ်ရတယ်ပေါ့ဩကျွန်တော်မြန်မာအမျိုးသမီးတွေနိုင်ငံခြားမှာပေးဆက်ခဲ့တဲ့အရာတွေမြန်မာမျိုးသမီးတွေလို့မဟုတ်မြန်မာအလုပ်သားတွေဟိုခက်မြန်းများ ော်နိုင်ငံခြားမှာပေးဆက်ရတယ်တော်တော်များနေပြီဒါပေမဲ့နိုင်ငံခြားမှာအဲ့လိုပေးဆက်ရလို့နိုင်ငံခြားကိုမသွားရဘူးလားဆိုလို့လည်းမဟုတ်ဘူးဗျမြန်မာနိုင်ငံမှာနေလို့ရှိရင်လည်းသူနေသူခံနေတော့အော်စာဝင်နေရတဲ့ကြက်တဲတဲ့အော်ဒုက္ခရောက်တဲ့လူတွေရှိတယ်အသက်ပေးတဲ့လူတွေရှိတယ်သူညာတဲ့သူတော့အသက်ပေးတဲ့လူရှိပါတယ်ဒါပေမဲ့လို့အော်နိုင်ငံခြားကိုတွန်းနေတဲ့ကလေးတွေအနေနဲ့ကျွန်တော်တကယ်စိတ်မကောင်းဝမ်းနည်းစရာလည်းဖြစ်ရတယ်အော်တကယ်သူတို့ကိုလည်းဂုဏ်ယူပါတယ်ဘာလို့ဆိုလို့ရှိရင်သူများနိုင်ငံမှာတွားပြီးတော့မှဆွန်းဆန်းဆန်းနဲ့အော်မွေတွားရှာကြတယ်အလုံးလုံးကြတယ်သူတို့တွန်းတဲ့ခီးစင်ကလွယ်တဲ့ခီးစင်တော့မဟုတ်ဘူးဗျ ။ဟောမြန်မာနိုင်ငံမှာနေပြီးတော့မှနိုင်ငံเจ้าကိုထွက်ပူးတဲ့သူတွေခံများများသိတယ်။ဒါကြောင့်မို့လို့နိုင်ငံเจ้าကိုတွားတဲ့သူတွေကိုကျွန်တော်တုံတောင်မဝေပန်ဘူး။ဘာလို့မဝေပန်လဲဆိုလို့ရှိရင်ဟောသူတို့မှာနီလန်ပေါင်းစုံနဲ့အခက်ခဲပေါင်းစုံနဲ့ဒီနိုင်ငံเจ้าကိုရောက်အောင်သူများနိုင်ငံမှာအိမ်ဖော်အိမ်အကူပေါ့ဗျာ။အိမ်အကူတွားလို့ရပေမဲ့သူများနိုင်ငံမှာ အလုတ်သွားလှုပ်ရပေမဲ့လေသူတို့မှဒီကနေနိုင်ငံခြားကိုရောက်ဖို့အတွက်အမျိုးမျိုးနီလန်းပေါင်းစုံနဲ့သူတို့ထွက်ရတယ်ဗျ။ဟောတခြားနေရာမှာကြီးနေပတ်စပို့လှုပ်တဲ့နေရာမှာပဲကြီးပတ်စပို့နှုတ်တဲ့နေရာမှာဆိုလို့ရှိရင်အခက်ခဲပေါင်းများစွာနဲ့သူတို့လှုပ်ရတယ်နေဘူးထဲမှာတန်းစီရတယ်လူတွေကြိတ်ကြိတ်တို့အလုတ်ပြက်ခံပြီးတော့မှသွားရတယ်ဟောနီလန်းပေါင်းစုံနဲ့ဖြည့်ရှင်းပြီးတော့မှသွားရတယ်အဲ့လိုနိုင်ငံခြားသွားဖို့ရအတွက်လည်းမလွယ်ကူပြသူတို့မှအင်တာဗျူးတွေအထက်ထက်ဗျူးပြီးတော့မှသူတို့သွားရတယ်သွားပြီးတော့မှအလုတ်လုတ်ကန်ရအတွက်ဒီကလေးတွေအတွက်တကယ်ကိုချင်းစားတယ်အခုနိုင်ငံခြားရောက်နေတဲ့ကလေးတွေကိုကျွန်တော်တကယ်ကိုချင်းစားပါတယ်ဟောတခါကျလို့ရှိရင်သူတို့ တက်တော့ပေါ်မှာတက်လာတဲ့ social media media ပေါ်မှာတက်လာတဲ့တက်လာပြီးတော့မှ TikTok တွေစောကြတယ်ကကြတယ်တချို့တွေကဝေဖန်ကြတယ်နေတို့နိုင်ငံသားမှသွားပြီးတော့နန့်နေကြလားပါဒါကျွန်တော်မဝေဖန်ဘူးဘာလို့မဝေဖန်ဆိုသူတို့လောက်ကတဲ့အတုကတပတ်လုံးတစ်လလုံးပင်ပင်ဘက်မှလောက်ရတာဗျာနိုင်ငံသားမှရောက်နေတဲ့သူတွေဆိုတည်တယ်သူတို့တကယ်ကိုချင်းစားတယ် ။ဩတကယ်တနာလဲတနာတယ်။အဲ့တော့သူတို့မှာဒီလောက်ပင်ပင်မမတ်လုပ်တော့ဟာမှာသူတို့မှာတပတ်ကိုတည့်ရဒါမှမဟုတ်လဲတလောက်ကိုတည့်ရပြောရတာကျွန်တော်အရန်နားလည်မှုပေးတယ်။ဘာလို့နားလည်မှုပေးတာဆိုသူတို့မှာတကယ်ပင်ပန်းနေပြ။ဒါကြောင့်မို့ဒီမှာရှိနေတဲ့ညီကောင်မတွေလည်းကိုယ်နိုင်ငံသားတွေကိုယ်နိုင်ငံသူတွေဩလိုင်းဝမှာနိုင်ငံခြားမှာအလုပ်လုပ်နေတဲ့သူတွေပြောတယ်ပါတယ်ဆိုနားလည်ပေးပါ။သူတို့သူတို့မှာဘဝတွေအများကြီးပိဆက်ရတယ်သူတို့ဟိုမှာပတ်စံရှားရတယ်ရတဲ့ပတ်စံကိုအိမ်ကိုပို့တယ်အိမ်ကလူတွေအတုံးမကြလို့ရှိရင်အဲ့ပတ်စံကသူတို့ပြန်လာချင်းအလကားပဲဗျဟိုကနေသူတို့ပို့တဲ့ပတ်စံတွေကိုဒီမှာရှိနေတဲ့သူတွေကကောင်းကောင်းမ ုံသုံးဆွဲတက်မှယင်းဤတက်မှမြုပ်နှံတက်မှဒါမှမဟုတ်လို့ရှင်ဒီပတ်စံကိုအလဲအသက်သုံးလိုက်လို့ရှင်တို့ပင်မမတ်နဲ့ပြန်အောင်ရှင်ဒီပတ်စံငွေကိုမမြင်ရဘူးကျွန်တော်တို့ကသူများနိုင်ငံမှာတွားလို့တဲ့ကလေးတွေ တခုခုဖြစ်ပြီးတော့တေမတခုခုဖြစ်ပြီးတော့မှဒုက္ခရောက်မှဝမ်းနေကြောင်းအာရင်ပြီးတော့ရေးကြတယ်ပူဆွေးကြောင်းရေးကြတယ်ဒါပေမဲ့သူတို့အောင်မြင်လို့ရှိရင်ဝမ်းမြောက်လက်ခုပ်တီးပေးလို့မရှိဘူးသူတို့သူတို့သူတို့ဒုက္ခအခက်ခဲဆင်းရဲပေါင်းများစွာနဲ့တွားပြီးတော့မှလောက်ကင်နေရတကယ်တနာမှုကောင်းတယ်ဗျအဲ့တော့မနေ့တုန်းကတေဆုံးသွားတဲ့ကလေးအတော့လည်းတကယ်ဝမ်းနေပါတယ်လို့ဟောဒီမှာရှိနေတဲ့သူတွေလည်းနိုင်ငံเจ้าမှာတွားပြီးတော့အလုပ်လုပ်တဲ့ကလေးတွေကိုဟာနေလို့နိုင်ငံเจ้าကိုမတွားကြနဲ့မပြောကြပါနဲ့ဒီနိုင်ငံမှာနေတော့လေအသက်အန္တရာယ်ဆိုတာဘယ်နိုင်ငံမှာနေနေ အတက်အနေရင်ဆိုင်ရမှာပဲသူတို့မှဒီငွေချေးရဖို့အတွက်စွန့်စားသွားပြီးတော့မှလုတ်ကင်ခဲ့တဲ့လုတ်ကင်တဲ့အရာလေးတွေဂုံပြုကြပါလို့ကျွန်တော်ပြောပေးချင်ပါတယ်ဗျာဒီလိုရေးမွေးဗီဒီယိုလေးတော့ဒီလောက်ပါပဲဗီဒီယိုတက်မှောက်ဆိုလို့ရှိရင်တော့ဒီမြန်မာလေးတင်းကိုကြားပြီးတော့စိတ်မကောင်းဖြစ်နေကြပါတော့နော်သူများနိုင်ငံမှာအလွတ်လုတ်ချင်းနေမှာအခုဆိုရင်အသက်ပါဆုံးရှုံးသွားတာပေါ့နော်အခုချိန်ဒီတဲ့အမျိုးကြီးလက်ဘုဟုတရာတင်ငန်းစာရအောင်လို့ပြန်လဲမြောင်းလိုက်တာပဲဖြစ်ပါတယ် သူများနိုင်ငံမှာအလုပ်လုပ်ကလို့ဒီမညာမတာကြီးခိုင်းလာပြီဆိုလို့ရှိရင်တော့ဒီကိုမလုံနိုင်ဆိုတဲ့အကြောင်းကိုမင်းဆိုပါလို့ပြောချင်ပါရှင်ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့ထင်ရင်ဆက်ချက်ကလေးတွေကိုလည်းဗီဒီယိုလေးအမကောမန့်လေးရေးခပီးလို့ရပါရှင်နောက်ထပ်လည်းမစလီတဲ့နေ့ဟာတာဗီဒီယိုရေးဖို့တူတိုင်းဆက်ဆရာဗီဒီယိုလေးတွေကိုနေ့စဉ်နဲ့ကြည့်ဆက်ပြီးတော့မှမို့မွေး channel လေးကို like screen နဲ့တပ်ဖို့တောင်းဆိုပါရှင်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမယ်နော်တာ